British အားလုံးမင်္ဂလာပါရှင်။ Mandarin Kids Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ NUG ရဲ့နိုင်ငံတော်တိုင်ပင်ခံရာထူးကနေတော့ဆန်စုကြည်ကိုဖယ်ရှားပီးရန်အဖွဲ့စည်းလေးစတဲ့ဘက်ကတောင်းဆိုလိုက်ပြီးလို့တင်ရပါမယ်။ဂျာဆန်စုကြည်နဲ့တမရဟောင်းဦးထင်ကျော်တို့အားတရားဆွဲဆိုခံရခြင်းမှာဖယ်ရှားရန်ကြိုးပမ်းမဲ့အစအတော်ဆန်စုကြည်အား NUG ရဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကနေဖယ်ရှားပီးရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအဖွဲ့စည်းလေးစတဲ့ကို ပူတွဲထုတ်ပြန်တောင်းဆိုထားကြသည့်ရှိရပါသည်။ရင်းပွဲများကဒုအရေးတပ်ပေါင်းစုဒပိတ်ကော်မတီတွေ Roinja Green Nation Society India for Myanmar စတဲ့အဖွဲ့စုစုပေါင်း၄၁ဖွဲ့ပါဝင်တယ်လို့သိရပါသည်။ ဘီအလို UK မှာတရားစွပ်စွာရှောင်ထားမှုအပေါ်မှာအခြေခံ၍အာဂျင်တီးနားနိုင်ငံဖက်ဒရယ်ရာဇဝတ်ဆိုင်ရာတရားရုံးမှစစ်ကောင်ဆောင်မှုချုပ်မခြင်းမဲ့အွန်လိုင်းနိုင်ငံတိုင်းပင်ကပုဂ္ဂိုလ်တော်ဆက်စွခြင်းနဲ့တမရအုတ်ထင်းကျော်အပေါင်းဝင်အထူးကြသူပုဂ္ဂိုလ်22ဦးနဲ့မြန်မာအရက်ကအစိုးရအဖွဲ့ဝင်ဟောင်းတော်ဦးစုစုပေါင်း25ဦးကိုမွတ်စလင်လူမျိုးသုံးတပ်ဖြတ်မှုတွေပါဝင်တယ်ဟုဆိုကဖန်ရထုံရဲ့အမိန့်ချမှုကိုထောက်ခံကြေညာချက်မှာဖော်ပြထားဖြစ်ပါတယ် ဖန်ရက်တွင် ပါဝင်နေတဲ့ပုဂ္ဂိုလ်25ဦးအတွက် red noted ထုတ်ပြန်ရန်အာဂျင်တီးနားနိုင်ငံတရားရုံးမှာနိုင်ငံတကာရာစုမှုဆိုင်ရာရဲ့အဖွဲ့ကိုတောင်းဆိုပြီးရတိုက်တွန်းထားကြောင်းသိရှိရပါတယ်။ယင်းပြင်နိုင်ငံတကာရာစုမှုဆိုင်ရာရဲ့အဖွဲ့အဖွဲ့ဝင်နိုင်ငံအထက်တီးရဲ့ရဲတပ်ဖွဲ့ဝင်များအားဖန်ဝရန်တွင်ပါဝင်တဲ့ပုဂ္ဂိုလ်များကိုလက်ခံဖမ်းဆီးလွှတ်ပြောင်းပို့ဆောင်ရာတွင် Interpol နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လည်းတောင်းဆိုထားကြောင်းသိရှိရပါတယ်။ဖန်ဝရန်တွင်အမေရိကန်ဖော်ပြခံခဲ့ရတဲ့25ဦးအားတရားရုံးသို့မိမိဆန္ဒအလျောက်တွားရောက် ဖန်ခံ၍တရားခွင်ရှိမှတွင်အမှုရင်ဆိုင်ရာတက်တွန်ထားတာတရှိရပါသည်။ကျောင်းတက်ဆက်ပြမကျွန်မရဲ့ကြာနာကိုပြောင်းရွှေ့အောင်ပင်နာဆင်မတွင်သူဝင်ကျဆွတ်တင်ရှိပါရဲ့ရှင်။